ဲလိုလိုက်ရတာတွေအလုံးကိုအရှုံးလို့မတတ်မှတ်လိုက်ပါနဲ့ကိုဟာသူနဲ့မထိုက်တန်လို့ဖြစ်နိုင်တယ်လို့သူဟာလည်းပဲကိုနဲ့မထိုက်တန်လို့ဖြစ်နိုင်ပါတယ်ပြီးပါပြီလို့စာရန်ထိုးချင်းရဲ့နောက်ွယ်မှာကိုလာရလန်းတိုင်းကြံရဲဖို့တော်လို့တာပေါ့မရှိတော့တဲ့အရာတွေကိုတတိယနေတည်တည်၍ကိုရဲ့တန်ရာတွေဟာဘယ်တော့မှကျက်လာမှာမဟုတ်ပါဘူး အချင်းဟာရာအလုံးကိုကုစားပေးနိုင်တယ်ဆိုတာလူတွေကိုတသက်ကြီးညာနေတလို့ပါပဲကိုယ်ကိုမကုစားနိုင်သေးဘူးကိုယ်ကိုမဆုံးမနိုင်သေးသေးဘူးကိုယ်ကိုမပြောင်းလဲနိုင်သေးသေးဘူးကိုဟာဘာမှထူလာမှာမဟုတ်ပါဘူးအမှတ်တရတိုင်းအမှတ်ရနေဖို့မကောင်းပါဘူးဘာလို့လဲဆိုတော့တချို့အမှတ်တရတွေကအမှတ်ရနေသူကိုသိစေနိုင်ပါတယ်ကိုယ်ကိုတကယ်ချစ်ရင်ကိုယ်ကိုနာကျင်စေတဲ့အမှတ်တရတွေကိုပြန်မတွေးပါနဲ့ လူတွေဟာကိုယ့်ကိုနားလဲဆုံးပါကိုခန့်စားချက်တွေကိုကိုလောက်ဘသူမှသိတိကျကျမသိပါဘူးကိုဘွားရဲ့အကောင်အဆိုးအတွင်ကျကျအပိုင်းတွေကိုကိုကားတွေပြီးတော့ဘသူမှသိတိကျကျသိနိုင်ပါပြန်ပြောလို့မကောင်းတဲ့အတိတ်တွေလူတိုင်းမှာရှိသလိုတယောက်ယောက်ရဲ့အရှိမပြန်ပြောပြီးတော့ငိုချလိုက်ုံနဲ့လည်းပဲအချို့တန်ရာတွေကတတ်တာမလာပါဘူးဒါတွေကိုသိထားရင် တယောက်ယောက်ကကိုနာမှအမြဲရှိနေမှာပဲလို့မျှော်လင့်မထားသင့်ဘူးချစ်ချင်းမေတ္တာနဲ့လူတချို့ဟာကိုနာကပြေးထွက်မသွားဘူးကြောင်းလဲမသွားဘူးလို့လည်းပဲပုံတည်တွက်ထားလို့မရဘူးမတီးခင်ကတည်းကဆွန့်လွတ်လိုက်ရတာတွေရှိသလိုအသက်ရှင်နေပါလျက်နဲ့ပိုင်ဆိုင်ခွင့်မရတော့တာတွေလည်းရှိပါတယ်ရေစက်ရှိသလောက်ချစ်ပေးပြီးဝတ်ကြွေးရှိသလောက်ပေးဆက်သွားဖို့တစ်ခါတလေဆွဲထားရင်ပြင်းမှန်းရတာမျိုးတွေရှိတတ်ပါတယ် ညှော်လင့်ထားမိလို့နာကျင်ရတာတွေလည်းရှိတယ်။နားလည်ဖို့ကြိုးစားရင်ဝေးသွားရတာမျိုးတွေလည်းရှိတယ်။ရံကြီးတက်တဲလှုပ်ချစ်ပြလို့ထွက်ပြေးသွားတာမျိုးတွေလည်းရှိတယ်။လိုပါပဲဘဝမှာကိုလိုယူလို့မရတဲ့အရာတွေများကြီးရှိတယ်။ဒါကိုနားလည်တဲ့သူကတော့အေးချမ်း၊ဒါကိုနားမလည်တဲ့သူကတော့ငဲတန်းပူလောင်နေမှာပဲ။တယောက်ကြီးစားတော့ရောထမင်းမဖြစ်ဘူးလား။တယောက်ထဲအိတ်တော့ရောအဲ့ရီမဝဘူးလား။ နှစ်ယောက်သွားမှခྱི་ကရောက်မှာမို့လို့လားတယောက်ဘီနာမှာတယောက်မရှိလဲပဲတနေကြလို့ရှိရင်အသက်တွေကြီးသွားရအောင်မှာပဲမို့လားအင်ဆိုင်နာတွေကိုချီရတဲ့သူတွေကိုထားခဲ့ပြီးတနေကြရင်လောကကြီးထဲကနေထွက်သွားရအောင်မှာပဲမို့လားနားဘွားထဲဝင်လာပါဆိုပြီးတော့ဘသူကမှတခုတကမဖိတ်ခေါ်ပါနဲ့ ငါဘွားထဲကနေထွက်မသွားပါနဲ့ဟာဆိုပြီးတော့အတင်းကျက်လက်အပင်ပန်းခံပြီးတော့ဆွဲမထားပါနဲ့ဘယ်သူချင်းမဖြစ်မဲ့ဆိုတဲ့စိတ်နဲ့ရှင်သန်ပါနဲ့ဘယ်သူမှမချစ်လဲငါကုန်းငါချစ်မယ်ဆိုတဲ့စိတ်နဲ့ရှင်သန်ပါသူမကယူမဆိုင်လဲကိုကိုယူဆိုင်ပါကိုကိုယူဆိုင်လို့ရှိရင်တို့လည်းကျမ်းမာလာမယ်စိတ်လည်းချမ်းသာလာပါလိမ့်မယ်ကိုကိုယူဆိုင်မှခံရတွေလည်းပဲ အနာကျက်လာလိမ့်မယ်။နာကျင်စရာတွေစီကလည်းပဲထွက်လာနိုင်နိုင်မယ်။ကိုကိုကယူဆိုင်မှရဲ့ရဲ့ကင်းကင်းနဲ့ရှင်သန်နိုင်မယ်။ကိုဘဝဟာလွတ်လပ်ပေါ်ပါလာပါလိမ့်မယ်။ကိုကိုကယူဆိုင်တဲ့နေ့ဟာအချုံနှောင်တွေကနေလွန်မြောက်ပြီးပျော်ရွှင်မှုတွေကိုအကြည့်ဝရမယ်နေပါမယ်။အဲ့ဒါကြောင့်ကိုကိုကယူဆိုင်တာ